တို့ညာ YouTube channel ကိုအားပေးကြည့်ရှုနေကြသူများအားလုံးကို မင်္ဂလာပါလို့ကျွန်တော်ဖုန်းပြတင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာမင်းရှင်ဤမေဘူးခွဲ့တက်လေရေဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်းနှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ မြင်အောင်မှတ်မိသေးသည်သူနှင့်မခင်ဆွေတို့စတင်စုံစည်းမိကြသည်မှာလဲဒီလိုပင်ပြီမရန်ကုန်အစုံယထာတစီပေါ်မှာပဲဖြစ်လေသည်ဒုတိယရန်တွဲတစ်ခုတည်းတွင်နှစ်ယောက်အတူလိုက်ပါလာခဲ့ကြရာမှတဦးကိုတဦးအသည့်မိတ်ဆွေ ဖွဲ့ခဲ့ကြရာချင်းဖြစ်၏တိန်အောင်မှာမခင်ဆွေလက်ပရန်ဘူရာမတက်လာစဉ်ကတည်းကပင်စိတ်ထဲတွင်တမျိုးကြီးဖြစ်သွားမိခဲ့၏ယခင်ကမိမဆိုရင်စိစိမကြည်ရဲ့သူတယောက်ဖြစ်တော်လဲ မခင်ဆွေကိုမူကားစတွေ့လိုက်ကြတဲ့ကပင်ကြီးမောကနိုင်အောင် ဖြစ်ခဲ့၏တလန်လုံးထွေရလေးပါစကားလက်ဆောင်ကြခဲ့စဉ်ခါ၌လည်းမခင်ဆွေဤဟံမူရမျက်လုံးမျက်ဖန်ကိုယ်တရံအစရှိသည်တို့အားရှင်မောကနိုင်အောင်နှစ်သက်သဘောကျခဲ့မိလေ၏ထို့ကြောင့်နောက်ဆုံးတွင်သူအယုံကြည်မရှိခဲ့သော ပထမအမြင်တွင် စတင်သည့်အချစ်ဟူသောအင်္ဂလိပ်စကားပုံကိုလုံးဝယုံကြည်လက်ခံလိုက်ရလေတော့သည်တို့ဖြစ်၍ရန်ကုန်ဗုဒ္ဓကြီးတို့ရထားဆိုင်လိုက်သည်ကိုပင် မြန်လွန်းလှသည်ဟုအောင်းမိတ်မိလျက်နှစ်ယောက်သားမခွဲခြင်းခွဲခြင်းနှင့်တလန်းစီခွဲခဲ့ကြရခြင်းဖြစ်၏ထိုချိန်အခိုက်တံကလေးမှာပင်မခင်ဆွေအပေါ်ဝဲအချစ်ဒီဟုသောတန်ရောစဉ်အမြင်တန်းကလေးတစ်ခုညှိတွေရှက်တမ်းမိခဲ့ခြင်းဖြစ်ကြောင်းကိုလည်းတိန်အောင်နားလည်စပြုခဲ့လေသည်အခုလိုမိတ်ဆွေဖြစ်ကြရတာတိတ်ဝမ်းသာတာပဲမောင်လေးနဲ့ကြောက်ကြရင်ပြန်တွေ့ကြရအောင်မှာပေါ့ ဟုမကင်စွေတံမှနောက်ဆုံးကြခဲ့ရသောစကားတို့မှာကယခုထက်တိုင်နားရဲဝဲကြားယောင်ယောင်ဖြစ်လျက်ရှိသေး၏။ကြောင်းကြောင်းထို့ကြောင့်လဲကြောင်းသာလျင်မြန်မြန်ဖွင့်ပါစေတော့ဟုဆုတောင်းခဲ့မိခြင်းဖြစ်ပေသည်။နေ့စဉ်၄တိုင်းလဲသူ့အကြောင်းများကိုသာတွေး၍သူ့စကားတွေကိုသာကြားယောင်ခဲ့တော်သည်။ပထမ၌တဏီကုံမှမတွေ့လိုက်ရတဲ့မိမတယောက်ကိုဒီလောက်ဆွဲဆွဲလန်းလန်းဖြစ်နေဖို့မလိုပါဘူး။ငါသက်သက်စိတ်ယူထမိတာပါ။ ဟုတွေ့မိရင်စိတ်ထဲမှဖြောက်ဖြက်ကြည့်မိသေးသည်သို့သောမရာမခင်ဆွေဤအာယုံကဥနောက်တဲ့တွင်တစိမ့်ဖြင့်ခနှိတ်ထားတော်သည့်အတိုင်းဇွဲမြဲလက်သာရှိတော်သည်ထို့ကြောင့်သူ့ကိုငါတကယ်ပဲချစ်မိနေပြီဟူ၍သာယုံကြည်လိုက်ရတော်၏သို့နှင့်ပင် သူ့အသေးညာတနေရာဝဲညစ်တွယ်နေခဲ့သော အချစ်မိဘကလေးမှလည်းလွမ်းလေယူဆွေးလေယူ စော်ဝေ့တယံလိုက်တိုင်းဟုံးကနေဟုံးကနေထား၍တောက်လောင်လာတတ်တော်၏ထိုကများတွင် မိရှံအပူချိန်မှတက်တရာရစေရန်ချစ်တဝင်လာများကိုတခြင်းများဖြင့်ဆက်ဆုံမိခဲ့ခြင်းဖြစ်လေသည်မကြသေးမိရများတွင်ကအတန်လွင်ယုံမှတည်ဆောခဲ့သော လွမ်းဝေးဝေးဝေးချင်းနှင်းမုံမုံအဆရှိသောတခြင်းတို့မှမခင်ဆွေဖို့ယေရှုအပ်သောချစ်တဝင်လာများသာဖြစ်တော်သည်ထို့ကြောင့်လည်းနားထောင်သူပရိသတ်တိုင်းတက္ကသိုလ်သိန်းအောင်ဤတခြင်းတန်ကိုဆွဲလန်းနှိမ့်ချခဲ့ကြခြင်းဖြစ်ဟန်တူ၏ယနေ့မူနေ့စဉ်နှင့်မြတောင်းတမျှော်လင့်ကား တဖက်သက်ချစ်ခဲ့ရသည့်ထုံမိတ်မပြောအားပပင်းမှာဆုံခဲ့ရလေပြီရုပ်ရှင်ကိုလည်းတယုံတဲ့တရံတဲ့တွင်အတူတကကြည်နေရလေပြီဝန်တာမှုကပေါ်မပြနိုင်လောက်အောင်သာရှိတော်၏သို့သောဤကဲ့သို့နှစ်ယောက်သားတွေ့ဆုံမိလျက်ပင်နှကုံကြားလွဲခဲ့ရသည့်အကြောင်းမှာဒီကနေ့မှလာပြီးပိုင်ကြရတဲ့လားတို့နေပင်ဘိုင်းစကုတ်ပြေးသွားသည်ကိုပင်သတိမပြူလိုက်မိချေ ယုံမီများပြန်လင်းလာကပိတ်ကားပေါ်တွင်ဂျော့ချ်ဘင်ဤရုပ်ပုံပေါ်လာတော့မှပင်ထိုင်ရာမှထားလိုက်မိလေ၏ထို့နောက်လက်ရောက်သားအခြားပွဲကြီးပြိတ္တများနှင့်တို့ရောရွေထွက်ခဲ့ကြရာမှယုံအောက်ထပ်သို့ရောက်ခဲ့ကြလေသည်ယုံစင်ဝင်အောက်တွင်လူတွေကြိတ်ကြိတ်တိုးနေစေဖြစ်သည်ဖြင့်တကားဝတွင်ရက်နေမိကြစဉ်မက်ခင်ဆွေနားသို့ကတ်လာပြီးလျင်ပန်စကုတ်ကြီးလည်းသိကြည့်မနေနိုင်ဘူးနော်ဆာမူဝဲရက်ကတ်နေပြီမဟုတ်လားဟုတ်အမကြီးတဲ့ပွဲသတိပြည့်လည်သောကြောင့် သိအောင်မရင်လဲဝဲဟာတလူလူကြီးဖြစ်သွားမိရာကဟုတ်ကဲ့အဲတပတ်ခါဖြေရတော့မှာပဲခုဖြေလိုက်ရလေထွက်ခိုက်နင်ကလည်းကုသိအောင်စာမွေးတွေပြီးရင်အင်ကိုလာလို့ရမယ်နော်ဟုတ်ကလေးစိုးကလေးဗမာမှားနေပြန်ရာဟုတ်ကဲ့ဟုတ်ကဲ့လာပါမယ်နောက်တော့သာလာလွန်းလို့ဆိုပြီးစိတ်ပြတ်မသွားပါနဲ့ဟုတ်ခိုင်ရွှေရွှေပြန်ပြောလိုက်ရလေဒီမကြမီလူတော်တော်ရှင်းသားသဖြင့်ကဲမောင်လေးအမကြီးတို့ပြန်လိုက်ဦးမယ် ။ကျမဖွင့်ခင်လာလင်လေးအောင်နော်။ဟုတ်မခင်ဆွေကစတင်နှုတ်ဆက်လိုက်ပြီလျင်အသည်သည်တဥကိုတဥနှုတ်ဆက်ကြရလေသည်။ကိုထွန်းလာဘန်စကုတ်ကြည့်ရတာကျေးဇူးတင်ပါတယ်ခင်ဗျာ။ဟုတ်ကိုသိန်းအောင်ကလည်းကိုထွန်းလာအားယဉ်ကျေးတိမ်မွေ့စွာဖြင့်ကျေးဇူးတင်စကားပြောလိုက်မိ၏။ထို့နောက်ကိုထွန်းလာနှင့်မိမပြောနှစ်ယောက်တို့သည်ဘွဲကြီးပြိသက်ချုပ်ကိုရှောင်ရှားရင်းကားများတန်းစီရထားရာဇင်ညာဘက်စီတို့လက်ချင်းတွဲလျက်လျှောက်သွားကြပြီလျင်မော်ရစ်ကာနယ်ကလေးဒစီဘော်တို့ တယောက်ချင်းတက်သွားကြလေသည်။သိန်းအောင်မာကကဘော်မလက်ပြနှုတ်ဆက်သွားကြသည့်မခင်ဆွေနှင့်နင်းတို့အားငေးမော၍ကြည်လိုက်ရင်တယောက်တည်းကြံရစ်ခဲ့လေတော့သည်။စိတ်ထဲတွင်မူဟူလူကကိုပိုင်ကငါကဘတ်မိရာဝန်တော်လောင်းကလေးနှင့်ကျောင်းသားအစဉ်အတန်းကြွားချမှုကိုမခံရှိမခံသာဖြစ်လျက်ကြံခဲ့တော့သည်။သိန်ကြီးစေတဝိုက်၌လမ်းလျှောက်နေသူတို့သည်မငေးမိရန်အရေးကြီးဆုံးဖြစ်လေသည်ထိုချက်ကိုဂယုမမူမိသဖြင့် အနည်းအနာရှိရင်ခွဲယုံတို့ရောက်သွားရသူအပေါင်းလဲများလီပြီစစ်လီလံမှဆွဲထားသမျှကားကြီးကားငယ်ကားရွယ်ကားလက်ကားမျိုးစုံတို့သည်ဥရဟိုထွက်လိုက်ဝင်လိုက်နှင့်ထိုတဝိုက်၌စူဝေးကြကုန်၏မင်္ဂလာတုံအင်းစိန်ကမာ၍အစရှိသောဌာနများနှင့်သေယူပို့ဆောင်ရေးပြုလုပ်လျက်ရှိသည့်ကားများပင်သည်တိန်အောင်မှဖရိဇာလန်တိုင်းတဖြည်းဖြည်းရှောက်ခဲ့ရာမှထိုနေရာသို့ရောက်ခဲ့လေသည်တလန်လုံးကုတ်စိတ်ကူးနှင့်ကိုရှောက်လာခဲ့သည့်အတိုင်း အထွတ်အဝန်းမရှောင်သာအောင်ပြည့်ကျက်လျက်ရှိသောကားတို့အကြားမှခန့်ငင်းငင်းပင်ဖြတ်ခဲ့မိ၏။ကမာ၍အင်းစိန်ကားစိတ်သို့ရောက်လွတ်လွတ်နေတွင်က လော်ရီကြီးတစ်စီးသူ့နဘေးမှပွတ်တည်၍မောင်းသားသဖြင့်မလဲရှောင်လိုက်ရလေသည်။ဆရာဆရာကမာ၍မြင်နေကုန်ဆရာ၃မိနစ်တွင် ထွက်တော်မယ်။ကမာ၍ကားစပယ်ယာတယောက်၏အတန်းလာပါဆရာလေးရဲ့အင်းစိန်သွားမယ်မဟုတ်လားကျွန်တော်တို့ကားကိုစီးကြပါကြကြကြောက်ချထားတဲ့ကံမျိုးမဟုတ်ပါဘူးအင်းစိန်ကားစပယ်ယာဤအတန်း ။တို့ပြန်ပြူထွက်လာသောစပယာနှစ်ယောက်ဤအတန်များကြောင့်တိန်အောင်မဘဲသူစီကိုလိုက်ရမည်မသိဘဲရောင်ချာချာဖြစ်၍နေသည်။တို့ခိုက်နှစ်ယောက်သားပါဇက်ဖြင့်ခေါ်ယုံဖြင့်မကျင်နယ်သေးဘဲလူတကူအားသူ့ဘက်ကိုဘက်အပါဆွဲနေကြပြန်သောကြောင့်ဟဲ့လူတွေကျုပ်စီးကျင်တဲ့ကစီးမယ်ဗျာ။ခမရတို့ဟာကလူကိုတရခန်ဆွဲသလိုလိုက်ဆွဲနေကြတာကိုဟုတ်ပြောပြဆိုဆိုလူချောင်းမြည်တင်သောကားတစ်စီးပေါ်သို့တက်လိုက်မိလေ၏။စပယာနှစ်ယောက်ကပိုက်ဆံကလေးတမတ်အတွက်နှင့် တဦးကိုတဦးထိုးကြကြကြတော့မြင်လားစကားများလဲကြံခဲ့ကြလေသည်သိအောင်ပါဒါကြောင့်လေသူတို့အချင်းချင်းရိုက်ပွဲတက်ပွဲတွေခဏခဏဖြစ်ကြရတာပဲကားပိုင်ရှင်တွေပဆန်တမတ်ငါမှုပူရဖို့အတွက်သူတို့ကကြားရက်ကနေခေါင်းကွဲ ထိပ်ပြဲခံပြီးတစားခံကြရရှာတယ်ခုတွေ့မိရင်ကာသမာများပေါ်တွင်တနာကရုဏာသက်သွားမိလေသည်ကားတိုင်းလိုလိုပင် ရကင်အာအီဒီပုံစံအတိုင်းကိုရမြတ်တက်ဆင်ထားသဖြင့် အတော်ပင်တတ်တတ်ရရရှိလေ၏ဖယောင်းပစိုးစူပါများပင်တက်စင်ထားပြန်လေရာစီကျင်သပွဲပင်ဖြစ်ပေသည်တို့ရာတွင် ကားများ၏အသွင်ပြင်ခံရသလောက်ကားသမားစပရာတို့၏အပြုတ်မှုများမှာကယခင်တိုင်းပင်ရှိနေသေးသည်ကိုတွေ့ရလေသည်ကားပေါ်တွင်ငါးတိတာတမြလူတွေပြုတ်သိပ်ကြက်တဲနေသည့်ခါများမှလက်ကဲ့သို့ရွေရှားစပြုတ်တတ်သည်တင်ကြီးစေစိတ်တွင်ကြသလောက်လက်မတော်ကိုရောက်ပြန်သောခါ၌လည်း အနည်းဆုံး9မိနစ်10မိနစ်နေပါခန့်ကြောက်ချအချိန်ဆွဲပြန်သည်ဒုက္ခသောအချိန်ကြာမြင့်စွာလူဆောင်သည့်အကြမ်းမှပင်ထွက်တော့မလိုလိုလူတက်ရန်အတွက်ဆုပ်ပေးတယ်လိုလိုနှင့်အငိမ့်မနေရှေတို့နောက်ငင်းလှုပ်တတ်သည်ရာကာမှုရသည့်မိမသားများဒီမခံနိုင်၍ညဉ့်ညူကြရရှာလေ၏ဟွန်းတကယ်လို့များလူမျိုးကြားကုမ္ပဏီတစ်ခုသာအပြိုင်အဆိုင်ဖွင့်ထားရင်သူတို့လုပ်ပုံကိုင်ပုံတွေနဲ့အခက်ပဲဘယ်သူမှစီးကြတော့မှာမဟုတ်ဘူး ခုတောင်စိတ်ပြက်တဲ့လူတွေကတော့မိရထားကိုအသုံးပြုနေကြပြီ။ဒိန်အောင်မှာကာသမများကိုစားစိတ်ပူကြောင်းကြဖြစ်မိလေပြီ။မှန်သည်။အကရွေသာ RED လုံးကုမ္ပဏီတခုအပြိုင်ဆိုင်ပေါ်ပေါက်လာပါကဗမာကာသမများမခက်ပါလော။ညီသူမဆိုးငွေပေးရသည့်အရာတခုအားတန်ဖိုးနှင့်လျော်ညီအောင်အသုံးချလိုကြပေမည်။သူ့အလိုက်အထိုက်အကောင့်ကိုသာလိုချင်ကြပေမည်။လူတွေကိုငါတိတာတမျှပြစ်သိက်ကြက်တဲစွာဒင်းဆောင်ကထင်းတလို့ထွက် ထင်းသလိုမောင်းသည့်ကားတစ်စီးနှင့်စည်းကမ်းသေးဝဲစွာ အချိန်မှန်မှန်ထွက်လေထွက်တာရှိပြီးလျင်လူကိုယ်လည်းခုံအေးအတွက်အရာသူ့အိုးနှင့်သူ့ဆန်းဒံအောင်သာတဲဆောင်သည့်အခြားကားတစ်စီးနှစ်စင်းပြိုင်တူရှင်၍မောင်းနှင်လာသည်ဆိုပါတော့မြည်သူမစုံဒုတိယကားကိုသာ စီးခြင်းပေလိမ့်မည်တိန်အောင်ကဤကားသမားတွေအကြောင်းကိုတွေ့တော်စဉ်းစားခြင်းကစည်းကမ်းကြနာစွာတီထောင်ဖွင့်လေသည့်မြန်မာပိုင်းဘတ်စကားကုမ္ပဏီကြီးတို့ခုပေါ်ပေါက်လာလျင်ခရီးသွားခီးလာများအတွက် ်မြည်မြအစဉ်ပြေမြေကိုစိတ်ကူးယဉ်ကျင်းနေမိတော့သည်ဟဲ့ကိုသေးအောင်ကြီးဒါရီများဒီလောက်တွေးလာရတာလဲဗျကြည်စမ်းပါဦးကျွတ်တော်သုံးအောင်စလုံးကိုတောင်မြင်မြင်ဘူးတဲ့ဒိန်အောင်မှာခေါင်းငိုင်းဆိုင်နဲ့တွေးမိတွေ့ရငေးမော်ရင်ပါလာသဖြင့်ဘေးရန်တစ်ဖက်မှလူရွယ်သုံးယောက်သူကိုကြည်ရင်လက်ဟန်ချီဟန်ဝေဖန်နေကြသည်ကိုဂယုမမှုမီပဲရှိလေ၏ရုတ်တရက်ဒုကိုခပ်ပြင်းပြင်းပုတ်၍နှုတ်ဆက်လိုက်သည်ကိုသိရတော့မှ အိမ်ငိုက်နေစဉ်လန်တို့သူကဲ့သို့စကနဲ့ခေါင်းမော်လိုက်ပြီလျင်ဟာကုဒီမောင်ကြီးတို့ပါလားအဟုတ်ပဲဗျာကျွန်တော်ခင်ဗျားတို့ကိုလုံးလုံးမမြင်မိဘူးဟုတ်ရက်ကိုရက်ကန်းနဲ့ပြန်လဲနှုတ်ဆက်လိုက်ဟာကုဒီမောင်ဆိုသူကဘယ်တွေ့ပါမလဲဗျာတယောက်တည်းဘာတွေစဉုံပြန်လာမှမမတိဘဲကိုအိုးမလုပ်ပါနဲ့ဗျာကျွန်တော်ပြင်ဘာကိုမှစဉုံမပြန်မိပါဘူးစဉုံပြန်เสียရလဲဘာတစ်ခုမှမရှိပါဘူး တန်တော့မဟုတ်ပါလဲရောကိုယ်စိတ်ကိုနိုင်အောင်ထိနိုင်ရင်ဘယ်အပေါင်းဖော်ကလာပြီးသွေးဆောင်သွေးဆောင်မပျက်စီးနိုင်ဘူးဆိုတော့ဆရာကြီးတယောက်တည်းတိတ်တခိုးကြိတ်နေပြီထင်တယ်ဟုတ်လားမှန်စမ်းဂေါ်ဒင်မောင်ဒီခါကိုကိုင်းညွတ်လိုက်ရင်သိန်းအောင်ဤပဇနာတို့နှကောင်းကပ်ပြီးရှူလိုက်ရာသိန်းအောင်မှာမျက်နှာရှုံရှုံမဲ့မဲ့နဲ့ခေါင်းငက်ပြေးလိုက်ရည်ဂေါ်ဒင်မောင်အနက်ကန်သည့်ရနတ်မှာသိန်းအောင်ပဇတ်တွင်မရှိပဲ ကိုတင်မောင်ပါဇက်ကပင်ထောင်းကနဲ့ထွက်လာသောကြောင့်ဒီခက်တဲ့လူပဲဗျာလူကိုတက်တက်နံမီဖြစ်ဖို့စိတ်ကူးနေပြန်ပါပြီခမည်းတင်တာလည်းမတော့ခဲ့ပါဘူးတယောက်တည်းဗက်စကားတွေစနစ်မပြောင်းသေးတာကိုကြည့်ရင်စိတ်ပြက်နေတာပါကိုတင်မောင်တို့လူတိုက်ကယုံရမှလားအကုဟိုသောလူပြက်ဟန်အမူယာမျိုးနဲ့မင်းသိအောင်အပြုံပြုံကြီးစိုက်ကြည့်နေကြလေသည်တခါတခါကားပြရင်မှလေအဝင်တွင် သူတို့စီမယနံ့ပြင်းပြင်းတခုဝေ့၍ဝေ့၍ပါလာတတ်ရာသူတို့တွေတော်တော်ကလေးထွေလာကြတာပဲဟုသိအောင်တွေးမိလေဤဒေါ်ခိုက်ကာမာလဲလူအပြည့်ပါလာပြီဖြစ်၍စကုံဖွင့်လေတော့သည်လူဆောင်သည့်နေရာမြို့တွင်ထိတ်တန်းကကြာသလောက်အပြင်းမောင်းနေရနိုင်လဲလေရင်ပြန်အရှုံးပေးရလောက်ဤကားတစုံတရာဖြစ်သွားလျင်အမောင်းကြမ်းသည့်ဒရိုက်ဘာတဦးတည်းသာမက ကားရဲတွင်ပါသည်မလူတိုင်းအသက်အန္တရာယ်တွေ့ကြရမည်ကိုနားလည်ဟန်မတူ ကယုစိုက်ပုံလဲမရရန်ကုန်ကိုနောက်ထပ်ဘယ်နှခေါက်လောက်ဆွဲနိုင်ပါမလဲဟိုသောအသိဉာဏ်တကူတဲ့သာခေါင်းထဲ၌ရှိဟန်တူလီသည်ကိုရင်မောင်တို့လူတိုင်းကကားအမြန်မောင်းနေလျက်ရှိရာတွင်လေစိန်ကလေးများတို့၍ဝင်လာသည်ဖြင့် EDD ဖြစ်နေသည့်မျက်လုံးများကိုဖွင့်လိုက်ပိတ်လိုက်နှင့်လုံနေကြရလေ၏ထိုအခိုက်သူတို့မှာကအခြားကားတစီပန်း၍အတက်လိုက်တွင် အနေငယ်တင်း၍သွားသောကြောင့်ကားပေါ်မှလူများရင်တို့မတက်ဖြစ်သွားကြလေသည် မြို့ဒီမဲ့ကဆရာကြီးရဲ့ခမည်းမောင်းနေတာမနစ်လွန်းဘူးလားဗျာကိုရီမောင်ကဒီမခံနိုင်တော့သည့်အနေနဲ့အယက်တန်ပါပါလန့်၍អော်လိုက်ရာဘာလဲဆရာကျွန်တော်မောင်းတာနည်းနည်းမြန်လို့လားဆရာ ဟုတ်ကားဆရာက နားမလဲတလူလူနဲ့ပြန်၍မေးနေပြန်တော့ကြောင့်ကိုရီမောင်မှာ ကို့နှစ်ဖူးကိုလက်နဲ့ရိုက်လိုက်ရာကနည်းနည်းမြန်လို့တော့မဟုတ်ပါဘူးဆရာ ကျွန်တော်ကပြန်နေတာများနည်းနည်းနိုင်နေသလားလို့သတိပေးတာပါ ခုအရွက်တိုက်၍လန့်အော်လိုက်တော့မှကားစရာမှအတိတ်ပဲရှင်းသွားသည်လားကားကိုအရှိန်တက်လိုက်ကဖြည်းဖြည်းနှင့်မှန်မှန်မောင်းလေတော့၏မြင်းဒီကုန်းကားစိတ်တွင်လူတဝက်ကဆင်းသွားသည်ဖြင့်ကားပေါ်တွင်အတော်ပင်ချောင်းချောင်းချီချီရှိသွားလေရာကောလိကျောင်းသားလျောက်တို့မှတောင်းတရောင်းတွင်ဆုထိုင်ရင်းစမ်းမိဆက်ရစကားတို့ကိုဖောင်လောက်အောင်ပြော၍ပါလာကြလေသည်တော်ရက်တွင် ကိုတင်မောင်မှာ အာကျဲဆုံးနှင့်လေအများဆုံးဖြစ်လေသည်ကိုသိရောဘယ်ပစ်ချာကြည့်ခဲ့တယ်ဗျာ ပလီရီယန်ကဟာကြည့်ခဲ့တယ်ကိုတင်မောင်တို့ကဘယ်ကပြန်လာခဲ့ကြတာလဲဟိုကပဲလားဟုတ်တယ်မနေ့ကတည်းကဗန်စကုတ်ကြည့်မလို့ထွက်လာကြရတာကဆယ်နှစ်နာရီပွဲအပြီးဟိုရောက်သွားကြတာပဲမလုံနဲ့ဗျာခုနေကခေါင်းကိုခဏခဏရှင်းမပြေလို့မဖြစ်ဘူးဇာမွေးဝဲကဖင်နာကန့်နေပြီတပည့်တွေမှော့လိုက်တာနဲ့အလုပ်တွေနင်းငံများပြီးဇာတွေဆိုတာလည်းဘယ်ပြောက်ကုန်မှန်းတော့မသိတော့ပါဘူး ဇာမှုပဲဆိုတော့ဝေးရောပဲဗျာ။ဟောဟုတ်သားပဲ။ဘုရင်မောင်တယောက်တည်းတပည့်ကိစ္စတွေကိုအတော်ကြီးဆောင်ရွက်ခဲ့ရတာကို။ဟာမလို့ပါနဲ့ကိုသိအောင်ရာမဟုတ်ပဲကြွရဲဆိုပြီးအချောင်းသမားလို့ဝိုင်းခေါ်ခံရပါဦးမယ်။တပည့်ကိစ္စနဲ့ဘာမှမဆိုင်ပါဘူး။ကျွန်တော်ဟာကျွန်တော်မြင်းလောင်ဖဲရိုက်ဟိုတယ်သွားအလုပ်များခဲ့တာတွေကို ပြောတာပါဗျာ ကျောင်းသားနိုင်ငံရေးသမားတွေဆိုရင်ကျွန်တော်ကကို့အဖေတဲ့ကြောက်သေးတယ်အဖေကမှစိတ်မတည်ရင်မတကာကျင်လို့နဲ့ရိုက်မှာသူတို့ကတော့ကိုယ်တိုင်မမစကားကိုရှိသူမဆက်ပဲရထားလိုက်တဲ့ဖြင့်ပြောစမ်းပါဦးအဖေတဲ့ကြောက်ရအောင်သူတို့ကတော့ဘာလို့မှမဟုတ်လို့လဲဟုတ်ဝိုင်းမေးလိုက်ကြတော့ကြောင်းလာလာဒီနေ့တို့ပြီးနားထောင်ကြတူတူလီပြောပြမယ်အလုံးကိုတင်မောင်းနေတို့ဒုက္ခသွားကြပြီလင် ကဲဗာလဲဗျပြောစမ်းပါဦးဟုတ်ဝိုင်း၍မေးလိုက်ကြသောအခါတွင်မှဂေါ်တင်မောင်ကသူတို့ကစိတ်မထင်ရင်လူကိုဂယုတစိုက်လက်ဖက်ရင်တိုက်ချင်းတိုက်တာဗျခင်ဗျားတို့တခါမှမကြုံမိကြသေးဘူးထင်တယ်ဒီလိုဗျတချို့လူတွေရှိတယ်သူတို့လူကိုတောက်ကယုမဆက်ချင်တဲ့အခါတွေများဆိုရင်ပခုံးချင်းတော့ဝင်ဆောင်သွားကြမလားအောက်မရတယ်လူကိုကြည့်ရင်လေသူတို့နယ်ပဲအဖက်မတန်းတလူလူ တခါတလေများဒီကလူရင်ကျေးမှုကိုတိတက်စွာနဲ့စပြီးနှုတ်ဆက်တာတော့သူတို့ကမကြသလိုရှောက်သွားခြင်းရှောက်သွားတာဒါပေမဲ့သူတို့ဂယုဆိုင်ခြင်းများတော့လေတကယ်လေလာပါအောင်ကြွပါအောင်ဘယ်သူဘဲဝါဆိုပြီးလက်ဖက်ရည်တိုက်လို့တိုက်မုံကျွေးလို့ကျွေးနဲ့လောက်ွက်ပြငါတိတ်ရှိကြပြန်ရောကျွန်တော်ကကိုယ်တိုင်ခံရဘူးလို့ဗျပထမတော့တိတ်အံ့ဩမိတာပေါ့ နောက်မှနှစ်ကြီးသမားတယောက်သွားမိကြီးတော့ရွေးကောက်ပွဲနီလာလို့မဲဆွေရာဆိုနားလည်ပြီလားဒါကြောင့်သူတို့များစုတကယ်လန့်နေဗျာဒုက္ခကြမှာအလုံးသဘောပေါက်သွားကြပြီလျင်ယုံလိုက်ကြလေဒါနဲ့နေပါဦးကိုသိန်းအောင်ကဟော့စတယ်နဲ့အစင်းရနီနီနန္ဒဘာကြောင့်ကိုကိုင်းကစီးမပြန်ရတာလဲကမာရွတ်ထဲသွားဦးမင်းများစိတ်ကူးလို့လား ကိုရင်မောင်ကတင်းအောင်ကိုကြည်ရင်ပြုံပြုံကြည်မေးလိုက်တော့လဲကိုတင်းအောင်မှာအဓိပ္ပာယ်ကိုနားမလည်နိုင်ပဲဘာလဲဗျဘာပြုံးတာလဲခမရုဟာကအဓိပ္ပာယ်မရှိတဲ့ဇကားတွေကိုအဓိပ္ပာယ်ရှိအောင်လှုပ်လှုပ်ပြီးပြောတယ်လွန်းလို့တဖက်သားဦးကြောင်ကြောင်ဖြစ်ဖြစ်သွားတာပဲကမာရွတ်ထွက်သွားရအောင်ကျွန်တော်မယ်ဘာကိစ္စမှမရှိပါကလားတမင်သက်သက်ပြုံးဟောင်းမယ်ဝင်စရာကလေးတစ်ခုရှိလို့ဒီဘက်လှည့်လာတာပါ ကျွန်တော်ကကျွန်တော်တို့နဲ့မြတ်ဂတဲရှိလိုက်မလားလို့ပါဗျာ။အော်သိပြီသိပြီ။ခင်ဗျားတို့ကိုင်းရဆိုင်သွားကြမလို့ဆိုပါတော့လေ။အဲခင်ဗျားဒါတော့လေနားလေသားပဲ။ဟုတ်တယ်။တနေ့လုံးဂရုချင်းတလူလူဖြစ်နေလို့တရာနှစ်ရာလောက်သွားစားကြမလားစိတ်ကူးတယ်။ကောင်းတယ်ကောင်းတယ်သွားစားကြ။ကျွန်တော်တို့ဒီကွင်းရကိုကြားတာကြားဘူးတဲ့တခါမှမစားဘူးသေးပါဘူးကွင်းရလည်းမစားတတ်ပါဘူးဟာ ဲ့ဒါခမရညံ့တာဗောရှင်းလုံးကသာဆိုရင် ခမရလူကုမစားရတဲ့လူဆိုရင်ခင်နောက်ကြတယ်လို့ဆိုကြမှာပဲခမရကကွန်းစားတာကိုနည်းနည်းအောက်မနေတာကို ကွန်းစားတာကျွန်တော်တို့ဗမာလူမျိုးတွေရဲ့ရှေးခေတ်ယဉ်ကျေးမှုကြီးတရားပဲဗျာမှတ်တာရှင်းလုံးကများဆိုရင် ရှင်ဘရင်ကအစစင်ရတာကြုံမွဲအတီသူ့အလိုက်အထိုက်ကွန်းအေကလေးတွေကိုစီကိုစီနဲ့ဗော စကားစမီပြောရင်ဟောရီလိုဟောရီလိုမြုံ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 ကလေးများဝါလိုက်တဲ့ဆိုရင်အင်မတန်ကိုတင်မမကောင်းကလေးငဲ့ဘာကလေးတွေကိုတမြုံမြုံလှုပ်အောင်ဟန်အမှုအပါပါလှုပ်ပြနေတာကြောင့်အာလုံကဝိုင်းရယ်လိုက်ကြလေဒေါ်ကိုက်တယောက်ကသရွေကိုကားပြင်းတို့ပြစ်ကနေထွေးလာရင်ဒီလိုကကွန့်ပတ်နီတာရဲကလေးတွေကိုဟူ၍မှစကားမဆုံးသေးမီအခြားတယောက်မှဘာပြင်းကိုလက်ကံပွားပြင်း ရှုံရှုံမဲ့မဲ့တော့လိုက်ရကဟာဗျာကိုတန်းကလည်းအယမ်းထွေးတာကိုဗျာဒီမဲ့မျက်နှာတွေပေးကုန်ပြီထွီးဟုစိတ်ပြဲညင်ညူစွာအပြစ်တင်လိုက်တော့ကြောင့်တရွေထွေပတ်ဆက်မိသူမှ sorry ချင်းမုံဝင်ကတရွေထွေတောင်းပန်နေရလေတော့ဤသို့နေမင်းကမှလည်းဆရာဖြစ်တဲ့ကောလိပ်ကျောင်းကိုကြော်ဖြတ်ခဲ့နေရကဲကျွန်တော်ပြုံးဟောဝင်စရာလေးရှိသေးလို့ဆင်းဦးမယ်ဗျာအခုတော့သတိပေးလိုက်ပြစေဗျာ ခမရုကွန်ွားတဲ့အခါရစ်တီရစ်တီနဲ့ဝါကြမဲ့စာအိန္ဒြေရရထိုင်ပြီးစိမ့်ပြင်းနေပြီးဝါကြမဲ့ဆိုရင်မကောင်းဘူးလားဒိန်အောင်မှာမိတ်ဆွေများအားသတိပေးတယ်လို့နဲ့တော်လာရင်ဘရုံဟောပါရပြုဟုတ်ဒရိုင်ဘာအားလှမ်း၍သတိပေးလိုက်လေဤကမှလည်းဒီကြောင်းဆောင်တကားဝါတို့အရောက်တွင် ကြွေကနေထိုးရက်လိုက်လေသည်ကဲအားလုံးပဲခမသွားလိုက်ပါဦးမယ်ဟုတ်ဒိန်အောင်ကကဘော်မအစင်းကိုက်ရှင်ရှင်နှုတ်ဆက်လိုက်ရာကတ်ထွေထွေသုံးဦးတို့ကလည်းထိုင်ရာမှထလာရင် ခါကိုညွေပြည့်လျင်အယုဒေပြုလိုက်ကြလေ၏ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့အားလုံးအတွေ့ကာကခံတဲ့အကျိုးအကြောင်းလေဒီနေ့သမကဥက္ကရာကြီးဖြစ်ပါစေသောနုဆတံများနှင့်အတူကာလည်းဆက်လက်မောင်းနှင်သွားလျာတိန်အောင်မှာရောင်းဝင်တဲ့သို့ဝင်ခဲ့မိလေသည်ကျောင်းကြီးမှာလည်းပြန်လည်းမဖွင့်လျက်ရသည်မီကာလဖြစ်၍၆ကကကြီးဖြစ်လျက်ရှိလေသည် ရောင်ဝင်တွင်သို့ဝင်လျင်ဝင်ချင်းမြင်ရသည့်ဝါဒဲကြီးတို့ပင် အိတ်ငိုက်ပြင်းကြီးနေသောအသွင်မျိုးကိုဆောင်ရွက်ရှိကြလေသည်တို့ရာတွင် စိန်မန်းမင်းကလေးတို့မှကမိုးရေပပြန်းချင်းခံထားရပြီဖြစ်သောကြောင့်လန်ဆန်းရှင်ပြောက်စွာပင်လေအလျင်တွင်တရင်ရင်တနှွဲ့နှွဲ့လှုပ်ရှားကစားလျက်ရှိကြလေ၏နောက်၁၄၅ရက်ခန့်ကြာလျင်မူရောင်ဝင်ကြီးတစ်ခုလုံးမှလည်းဒီစိန်မန်းမင်းကလေးတွေနှင့်မချာလှုပ်ရှားနှိုးကြလာပြီတော့မည် မိုးသည်တဲတဲမဲမဲရွာသွန်းလျက်ရှိပေသည် တနေကုန်တနေကမရွာပဲအောင်ဤထားခဲ့ရသည့်အညို့ကြောင့်ရန်လိုက်လေရော့သလားမသိပြင်းထန်သောမိုးသည်မိုးပေါကြီးတွေနှင့်တဝေါ်ကောမြည်ဟီသွားအောင်ရွာချလိုက်လေသည်ကျောင်းဆောင်တစဲမြိတ်များမှမိုးရေတို့သည်ရေတွင်တံပေးလေဒလဟောစီးကြလျက်ရှိတော်၏ပြင်ပရှိခမကမဲနေအောင်မောင်လျက်ရှိလေသည် ထိုချိန်ဝဲတချင်းတန်ဝါကြီးနှင့်အတူတယောတန်တခုသည်အချင်းချင်းထွေးရှက်ညိကတဲ့တဲ့မြပေါ်ထွက်လျက်ရှိသည်ဒီဆိုရသည့်တချင်းမှာ မိုးရေဝါဖြစ်သည်ဖြင့်မိုးတန်လေတန်လွှမ်းသည့်ပတ်ဝန်းကျင်နှင့်လျော်ညီစွာနားထောင်ကောင်းသလိုလိုဖြစ်နေ၏။စိန်မန်းမင်းတို့မှတိရွတ်တစ်ခင်များမှလည်းလေတိုးသည်ဖြင့်တရှဲရှဲမြေလျက်ရှိကြရာကျောင်းဆောင်အခန်းတွင်မှထိုတခြင်းတန်နှင့်တရောတန်တို့ကိုတံပြန်လိုက်၍စူပေးနေတကဲ့သို့လည်းမှတ်ထင်ရလေ။ဟေ့တဲ့အောင်သိလေဆွေးမနေနဲ့လေကွာ။စာကလေးပါလေနည်းနည်းပါးပါးကြက်ပါအောင်လား။တရောတန်နဲ့တခြင်းတန်ရက်သွား၏။ မကြက်ချင်သေးပါဘူးကွာကိစ္စမရှိပါဘူးစပော့လောက်ကြက်လိုက်ရင်အောင်နိုင်ပါတယ်အေးလေမောင်ရင်တဘောပဲတော်တော်ကြာမဖြေနိုင်ရင် မောင်ရင်အဖိုးကြီးဒေါ်ဘွားဘွားနဲ့စူးနေမှာမြင်အောင်လွင်းလို့သတိပေးတာပါစူးကျင်လဲစူပစီတော့ကွာသူငါဝမ်းတဲ့သာဝင်ကြည့်ရင် နားလေသွားမှာပါပဲတရောတန်ဒီတပန်းပြန်လဲထွက်ပေါ်လာလေသည်တခြင်းတန်ကပေါ်မလားအစိုးရှင်မှာတရောကိုသာရောက်တက်ရရရှောက်တီးရင်း မိုးတန်လေတံများကြားစဉ်းစားခြင်းစရာစဉ်းစားလျက်ရှိသောကြောင့်ပင်ဖြစ်လေသည်ဘင်းရကျောင်းဆောင်ဤအခန်းတစ်ခုတွင်ဝယ်ဖြစ်သည်ဇေဝေပတ်လေသာသာများကျဲဝင်းသောထိုအခန်းတဲဝယ်ဝါကြံခင်ကွိပြစ်ဂရင်နှလုံးရှိသည်ဂရင်နှစ်ခုစလုံးပင်ဖြူဖွေးတန်ရှင်းသောမှုရာချင်းတော်အတိတိတို့ဖြင့်တတရရရရှိလေ၏အခန်းနိုင်ရန်တစ်ဖက်ရှိဂျိုရန်ဘော်တွင်ကလုံကြီးအင်ကြီးအချို့လွားလျက်သားရှိလေသည်ဂရင်များနှင့်ကက်လျက်ရှိသည့် စာကြဇပွဲနှစ်ခုစလုံးမှာလဲစာအုပ်စာရန်ခဲရန်စာရွက်စုပ်ဆိလိပြာကွက်စသည်တို့ဖြင့်ပြန်ကျဲလျက်ရှိလေ၏ဖဏစဉ်တန်တိတာဇပွဲတံဆက်ပြာခေါင်းလင်းစီမှန်အစရှိသောအသောဆောင်ပစ္စည်းတို့မှာလဲအခန်းထဲဝယ်သူ့နေရာနှင့်သူတည်ရှိကြလေ၏တကံလုံးကိုခြုံကြည့်လိုက်ရင်ကကျောင်းသားလူရွယ်တို့ဤနေပုံထိုင်ပုံတဘာဝဓလေ့ကိုကောင်းစွာမြင်ရမည်ဖြစ်လေ၏။သိအောင်မှာ ဘိုင်စကုတ်မှပြန်ခဲ့၍ဓမင်းစာရေချိုး၍အပြီးမိုးတန်လေတန်လွှမ်းသောပတ်ဝန်းကျင်ဤဆွဲဆောင်မှုကြောင့်အကြောင်းမဲ့တက်တက်လွှမ်းတလူလူဆွဲတလူလူဖြစ်လာသောကြောင့်ဂရင်မော်ရင်တယောထိုးရင်တချင်းဆိုနေမိခြင်းဖြစ်၏ထိုအခိုက်တခန်းတဲ့အတူနေတငယ်ချင်းမြအေးကဇာမီဝဲအတွက်စာချက်ရန်လှမ်း၍တတိပိလိုက်သောကြောင့်တချင်းဆိုရက်ကစဉ်စားငေးမောနေမိခြင်းဖြစ်လေသည်ထိုအခါကကျောင်းသားတပည့်ကြီးလံပြေခါကသမယဖြစ်လေသည်တို့ဖြစ်၍မကြမီပင် ရောင်းလဲပြန်လဲဖွင့်လင်းတော့မည်ဖြစ်ရာတပိတ်ကြောင့်နောက်ကြလက်ရှိသောစာမေးပွဲများကိုစစ်ဆေးရန်အာဏာပိုင်တို့ကရက်ကန့်သက်လိုက်ပြီးဖြစ်လေ၏ထို့ကြောင့်စာနှင့်လူအလံဝေးလျက်ရှိခဲ့ကြသည့်ကျောင်းသားကျောင်းသူများအဖို့အခက်အခဲမျိုးမျိုးတို့ဖြင့်ရင်ဆိုင်ကြရရှာတော့၏အမှန်မှာမနစ်ကလေးကပင်ကျောင်းအဖွင့်လွင်မင်းစွာ နောက်ကျခဲ့ခြင်းဖြစ်လျာသာတင်ရင်ကလေးမှာလက်ချိုး၍ရေတက်လိုက်လမှလေးငါးလသာရှိခဲ့ခြင်းဖြစ်လေ၏သို့ဖြစ်၍ကျောင်းသူကျောင်းသားတိုင်းဤစိတ်၌ ဤတို့တော့လာသောအချိန်ကလေးအတွင်းဝယ်ဇာတကူတဲကိုသာဖြစ်၍ကြိုးစားမိဟုသောရည်ရွယ်ချက်များဂိမ်းအောင်ခဲ့တော်၏တို့ရာတွင်လွတ်လပ်ရေးအတွက်တပြည်လုံးအုံကြွလျက်ရှိသည့်နိုင်ငံရေးရှင်တွေများကတပံကြောင်းသားလောကထဲသို့လိုင်းကြဲရိုက်လာပြန်သောကြောင့်ကြောင်းသားများမှလည်းမိမိတို့ဇာမွေးပွဲအောင်မြင်ရေးထက်အစာပေါင်းများစွာရည်ကြီးသောဒိုင်းပြည်လွတ်လပ်ရေးအတွက်ရှေ့မရှိဘဲမနေနိုင်အောင်ဖြစ်ခဲ့ကြရလေသည်တို့နှင့်ပင်ဤကြောင်းသားတပည့်ကြီးပေါ်ပေါက်လာခဲ့ရခြင်းဖြစ်တော်၏ ကျောင်းသူကျောင်းသားပေါင်းတို့လည်းကိုအိမ်ကိုအတိအထိပြန်သွားကြပြီလျင်တပိတ်ပြန်လှန်မြည်ရက်ကိုသာဆောင်ဆိုင်ခဲ့ကြရလေသည်ထိုတပိတ်မောက်ရများအတော်အတွင်း၌စာတခုတည်းကိုသာဂုံ၍ကျက်သူများလည်းရှိကြသည်ဇီဝရေးချွတ်တဲ့သဖြင့်စာရေးစာကြီးလက္ခဏာဝင်လို့ရသူများလည်းရှိကြသည်နိုင်ငံရေးစိတ်ဓာတ်ပြင်ထန်လွန်းသဖြင့်နိုင်ငံရေးသမားဘဝတို့ကူပြောင်းသွားကြသူများလည်းရှိပေသည်ကိုစိတ်ကိုထိမနိုင်သိမရဖြစ်ကမြင်လောင်ဖဲရိုက်အရက်တော့အလေလိုက်နှင့် လေလွင့်ပစ္စည်းသွားကြသူများလည်းရှိကြသည်အမှန်မှာတော့ဒီလိုပြမျိုးတို့မှာမထုဆန်းကျောင်းသားတစ်ပိတ်တစ်ခုပေါ်ပေါက်လာသည့်အခါတိုင်းတွေ့ကြုံကြရသမျှအဖြစ်မျိုးသာသည်အကယ်စင်စစ်ကျောင်းသားတစ်ပိတ်တစ်ခုသည်နောင်လာနောင်သားကျောင်းသားများအတွက်တော်၎င်းတိုင်းပြည်အတွက်တော်၎င်းအကျိုးများစွာဖန်တီးပေးနိုင်သည်မှန်စေကားမူကာယကံမြောက်အဖြစ်ကတပိတ်မှောက်သူကျောင်းသူကျောင်းသားတို့အနေနဲ့အနေနဲ့အများအကျိုးဆုပ်ယုပ်မှုများဖြင့်ကြုံတွေ့ကြရသမျှပင်ဖြစ်ပေသည်သိအောင်ပါလဲ နိုင်ငံရေးဆောင်ရွက်ရင်းနှင့်စာဖြင့်အလံကွာခြင်းတိုင်းကွာလျက်ရှိခဲ့သောကြောင့်ညမကြမီဖြေဆိုရမည်စာမေးပွဲအတွက်အခက်အခဲတွေ့ရလေတော့၏ထို့ကြောင့်ဖြေဆိုရမည်ဖြစ်သောဘာသာငါးဘာသာသလုံးကိုလုံးစိပတ်စိကြက်မှတ်နေရန်အချိန်မရရှိနိုင်တော့ပဲစာမေးပွဲ၌ပါနိုရာရာအကြောင်းအရာအချုပ်ကိုသာရွေးချယ်ကြက်မှတ်တော့မည်ဟုစိတ်ပိုင်ဖြတ်ခဲ့မိခြင်းဖြစ်လေသည် အမှန်မှာဤလေ့ကျင့်နည်းမျိုးကိုလက်ခံထားသူမှာထီထိုးသူတို့နှင့်ဗာမျှမချား ကံဆက်လျင်ကြထားသမျှပါမည်ကံမဆက်လျင်မူကြထားသည်တို့နှင့်တလဲစီထွက်လာကမဖြေနိုင်ပဲထိုင်နေရမည်သာဖြစ်တော်၏ယခုလက်တွေ့အပြင်ကတိန်အောင်မှဤနီမျိုးဖြင့်ကြက်မရန်ကိုပင်မပြုတ်လုံနိုင်အောင်ရှိတော်သည်ဇာအုပ်ကိုကောက်ကင်လိုက်သည့်အခါတိုင်းမှာပင်မခင်ဆွေဤမျက်နာကလေးသာလျင်ပေါ်၍ပေါ်၍လာတတ်လေရာဇာအုပ်ကိုပြန်ပိတ်၍အိယာဘောစိတ်ပြက်လက်ပြက်လှဲချရင်နဖူးလက်တင်စဉ်းစားမိသည့်အခါကများတော်၏သို့ဖြစ်၍လည်း အာအာရှိတိုင်းမြို့ထဲသို့သွားကာပိုင်စကုတ်ကြည့်သည့်အခါကြည့်ကိုရဲထွတ်ဆိုသူတငယ်ချင်းအယ်ရီဒါတယောက်ဤမဂဇင်းလိုက်သို့အလဲပတ်သွားသည့်အခါသွားနှင့်ဆောင်းလေယူလမတီမငိန်ဖောက်ပြန်လေလွင့်လျက်ရှိခဲ့၏ထို့ကြောင့်လည်းတခန်းထဲတွင်နေတငယ်ချင်းမြာအေးကအမြဲတမ်းလိုလိုသတိပေးစကားပြောတာချင်းဖြစ်တော်သည်ဒိန်အောင်ကမြာအေးကထို့သို့သတိပေးသည့်အခါတိုင်းကိစ္စမရှိပါဘူးကွာမဖြစ်ခင်တရက်လောက်စပော့လုပ်ပြီးကြက်လိုက်ရင် အောင်နိုင်ပါတယ် ဟူ၍သာအေးဆေးစွာပြန်ပြောတတ်ပေသည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာမင်းရှင်ဤမေဘူးကွက်တက်လည်းရေဆိုတဲ့ဝိတုဇာကိုအပိုင်းနဲ့နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့တွင်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းသုံးပါ ပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ